ကိုခဲကိုတုံးပြီးတော့ website တခုကိုဟက်လို့ရတယ်ဆိုရင်ဒါကဟုတ်နိုင်မှာမလား hacker တွေကကိုကဲကိုဘလို့အသုံးပြုနေကြတာလေဒီနေ့မှာတော့ကိုကဲ hacking ဒါမှမဟုတ်ကိုကဲ token အကြောင်းပြောကြပါမယ်အဲကိုကဲ token ဆိုတာကအဲစက် engine တွေရဲ့ advanced operator တွေကိုအသုံးပြုပြီးတော့လိုချင်တဲ့အချက်လက်တွေကိုပိုတိတိကျကျရဖို့ပုံမှန်ရှာဖွေမှုမှာ မတွေ့နိုင်တဲ့ info တွေ sensitive data တွေကိုရယူနိုင်တဲ့နီလန်လို့ပြောလို့ရတယ်ဗောနော်ဒီနေ့မှာတော့ကျွန်တော်က web hacking လေ့လာနေတဲ့လူတွေအတွက် တီထားတဲ့နဲ့ခွက်ခဲတော့စ်လေးတွေအကြောင်းပြပြောင်းရွာမှာဖြစ်ပါတယ်။ကဲဒါဆိုရင်တော့ကျွန်တော်က web search word တွေကိုစပြီးတော့လေးလာနေရတဲ့လူတွေအတွက်တီထားတဲ့အခြေခံခွက်ခဲတော့စ်လေးတွေကိုပြပြောင်းရွာမှာဖြစ်ပါတယ်။ Okay ပထမဆုံးတစ်ခုအနေနဲ့ကဘာဖြစ်မလဲဆိုတော့ကျွန်တော် site ပေါ့နော်။ဒီ site ကကြတော့ဘာလဲဆိုတော့ဥပမာအဲကျွန်တော်တို့ iPhone လို့ရှာလိုက်မယ်ကွာဒီမှာဒီမှာ iPhone လို့ရှာလိုက်မယ်။နည်းသေးတယ်မလား။ရန်ကြည့်ရအောင်။နောက်ဒီမှာကျွန်တော် iPhone လို့ရှာလိုက်မယ်။ iPhone လို့ရှာလိုက်ပြီဆိုရင်ဒီမှာထွက်လာတဲ့ result တွေက ဘာတွေထွက်လာလဲဆိုတော့အဲဒီမှာ Everdot ကလည်းတင်လာတာရှိတယ် iPhone နဲ့ပတ်သက်ပြီးတော့เนาะ Everdot ကလည်းရှိတယ်ပြီးကြရင် Wikipedia ကလည်းရှိတယ် YouTube link တွေလည်းပါတယ်နောက်ပြီးရင်တခြားသော website တွေကလည်း iPhone နဲ့ပတ်သက်ပြီးတော့တင်လာတာတွေအများကြီးပဲเนาะ iPhone နဲ့ပတ်သက်ပြီးတင်လာတာတွေအများကြီးပဲကျွန်တော်တို့အဲ့လိုမျိုးများနေတာကြီးကိုကျွန်တော်တို့မကြိုက်ဘူးအဲကျွန်တော်တို့ Everdot ကအိုင်ဖုန်းရက်ဆက်ကိုပဲကြည့်မယ်။โอเคအဲဒါဆိုရင်ကျွန်တော်တို့ site ကိုတုံးလို့ရတယ် ဟုတ်ပါတော့အဲတစ်ချက်သွားကြည့်အောင် site ကိုဘယ်လိုသုံးလဲဆိုတော့ဒီအရှိမရေးပြအဲ့ဒါဒီ site oh sorry ခုနကကျွန်တော်တို့ iPhone ဆိုတာပဲကျွန်တော်ပြန်ရိုက်မယ် iPhone ကိုရှာမယ်ဒါပေမဲ့ငါတို့ site ပုံစုံကတော့မရှာတော့ငါတို့ဘယ် site ကပဲရှာမလဲဆိုတော့ effect.com ဆိုတဲ့ site ကပဲရှာမယ်ဟုတ်ပါတော့ effect.com ဆိုတဲ့ site ကပဲရှာမယ်โอเคဒီကောင်ကိုပြန်ရှင်းပြရရင်ငါတို့အဲပုံမှန်ဆိုရင်ဒီအိုင်းရှာတယ်เนาะ အခုတော့ဒီအိုင်းမရှာတော့ဘူးငါတို့ဒီ app တော့ကိုက browser ပဲပြဆိုပြီးတော့ရှာလိုက်တဲ့ပုံစံမျိုးဟုတ်ပြီနော်အဲ့တော့အနာခေါက်လိုက်အနာခေါက်လိုက်ပြီဆိုရင်ကျွန်တော်ဒီမှာ reset ဒီအကုန်လုံးက app တော့ကိုကဟာဒီပဲလာကြတော့ဟုတ်ပြီနော်အဲဒါဆိုရင်ကျွန်တော်တို့ဒီ testing လုပ်တဲ့ခါကျရင်အဲကို target ထားတဲ့အဲ website ကိုဒီလိုမျိုးလေးတွေကျွန်တော်တို့ရှာကြည့်လို့ရတယ်ဒါမှမဟုတ်လေအဲကိုကနေပြီး SQL တွေပါလေးလုပ်မယ်เนาะတခြားတော့ဘာပဲလုပ်လို့เนาะဒီလိုမျိုး site နဲ့ကျွန်တော်တို့ ရှာလို့ရတယ်ဗောနော်နောက်တစ်ခုအဲ site နဲ့ဗာရှာလို့ရသေးလဲဆိုတော့ဥပမာเนาะအဲ site ဒီ site ဗောနော် site ပြီးကြရင်ကျော် vk.com ဆိုပြီးတော့ကျော် vk လဲရှာလို့ရတယ်เนาะဒီလောက်ပဲကျော် outdoor ဆက်ပြီးတော့မဆွဲပြတော့ဘူးโอเคနောက်တစ်ခုကဗာလဲဆိုတော့ကျွန်တော်တို့ကအဲကျော် file type တွေကျော်ရှာခြင်းတဲ့ခါကျရင်တုံးတယ်ဗောနော်ကျော် ext ဆိုတဲ့ကောင်ဖြစ်ပါတယ်သူကကျတော့ file type တွေရှာတာအဲဥပမာ အဲကျွန်တော်တို့က password share တယ် PASS ဘယ်လိုကဒီ password ပေါ့နော်အဲ password ကိုကျတော့ find တိုက်နေကျတော့ဘယ်လို share လို့ရလဲဆိုတော့ EHD အဲပြီးရရင် TD ပေါ့ကျတော့သူ find တိုက်နာမည်ရေးပေးလိုက် Okay ဒါဆိုရင်ဒီမှာကျတော့ password find လေးကျတော့ဒီမှာတွေ့ရမယ်ဟုတ်ပြီနော်음 Okay ဒီမှာကျတော့ password နဲ့ sign နဲ့ဟာလေးတွေ့ရမယ်ဟုတ်ပြီနော် Okay ဒီအောက်မှာလဲကျတော့ရှိတယ်ဘာပဲဖွင့်ဖွင့်တူတူပဲ ဟုတ်ပြီနော်ဒီမှာတွေ့ရပြီโอเคနော်အဲ့တော့ကိုကကိုအဲရှာတဲ့ခါကျရင်အသေးစိတ်ကြည့်ကြည့်ပေါ့နော်ဒါတော့ကျတို့ file type တွေရှာတာပေါ့ကျတို့အဲဒါမှမဟုတ်ကျတို့ PDF တွေရှာခြင်းလည်းဆိုတဲ့ရတယ်နော်ကျတို့အဲထားပါတော့ကျတို့ Linux ပေါ့နော်အဲ Linux ကို ကျတို့ PDF ရှာလိုက်မယ် ehd.pdf ဒါဆို Linux tutorial PDF ကျတို့ပင်ဆိုင်ဝင်ဝင်ကျတို့ PDF တွေဖြစ်သွားမယ် နောက်မှဆိုရင်ကျွန်တော် linux နဲ့ပတ်သက်တဲ့ကျွန်တော်စာအုပ်လေးတွေ့ရပါတယ်ဟုတ်ပြီเนาะဒီလိုမျိုးကိုယ့်ဘက်ကိုရှာပြီးတော့လေ့လာလို့ရပါတယ်โอเคဒါတော့ကျွန်တော် file type တွေရှာတာပေါ့เนาะ file type တွေရှာတဲ့ဟာဖြစ်ပါတယ်โอเคနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော် entitle လို့ခေါ်တာ T I T L E entitle တော့ကျွန်တော် title မှာပါမဲ့ဟာတွေကိုကျွန်တော်တို့ကကျွန်တော် filter လုပ်ပြီးတော့အဲကြည့်လို့ရတယ်ပေါ့เนาะโอเคအဲ့တော့ကျွန်တော် entitle နောက်မှာကျွန်တော်ဘာတွေလုပ်လို့ရလဲဆိုတော့ အဲကျတို့ database SQL ကြီးလို့ရတယ်ဒါမှတော့ပြအခုအခုပြရလွယ်ဆိုရင် admin login နဲ့ကြီးလို့ရတယ်နောက် admin login နဲ့ကျတို့ရှာလို့ရတယ်နောက်ဒီမှာရှာကြည့်လိုက်မယ်ဆိုရင်ဒီမှာကျတို့ login page တွေ့ရတယ်မှာ okay အဲဒီမှာ login ရတယ်ကျတို့တစ်ချက်ဖွင့်ကြည့်လိုက်မယ် okay ဒီမှာ admin login နောက်ဒီမှာဆိုရင်ကျွန်တော်တို့ ADMIN 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 ရတဲ့ admin password admin ရလားမရအောင် okay ကျွန်တော်တိုက်တယ်ဆိုတာဒီအပေါ်ဆုံးအကောင်လေးလို့ပြောရအောင်နော်ဒီအပေါ်ဆုံးမှာကျွန်တော် admin login အဲဒီမှာဆိုလဲကျွန်တော် login ပါတယ်ဒီမှာဆိုလဲဒီအနောက်မှာပါလောက်မှာအားဒီမှာ admin ပါတယ်နောက်ဒီမှာ sign အဲ sign into the admin နော်ဒီအပေါ်ဆုံးမှာကျွန်တော် admin login ပါသွားမဲ့ site လေးတွေသူကထုတ်ပြတာဒီကောင်တော့ချွင်ချက်ဒီကောင်တော့မရအောင်နော် okay ပြီးကြရင်နောက်တော့ဒီ admin login နဲ့ကျွန်တော်ဘာရှာလို့ရသေးလဲဆိုတော့ T I T L E in tide ပြီးကြရင်ကျွန်တော်တို့အ database ဟာရလို့ရမှာ D A D A D A P A S C P A S C ဟာ database.su ရမလား။အော် index or tail index or i n t e h index of okay ဒီမှာဆိုရင်တွေ့ရပြီ index of ကြံရဲ့လို့ ော်ကျွန်တော်တို့ဒီမှာဆိုရင်အဲဒီမှာဆိုရင်ကျွန်တော်တို့ database ကျွန်တော်တို့ info ကြီးကျွန်တော်တွေ့ရပြီဟုတ်ပြီနော်ဒီမှာ okay ကိုပေါ့ကတော့ဝင်ကြည့်လိုက်တာနော်အသေးသေးရတော့ဟုတ်ပြီဒီအားလေးကျွန်တော်တို့အာကျွန်တော်တို့ entity နဲ့ကျွန်တော်တို့ share လို့ရပါတယ် okay တော့ဒါတော့ကျွန်တော်အခြေခံလေးတွေပဲအရှိသေးရပါတော့ဒီ dots လေးတွေကကျွန်တော်တို့အဲ dots တွေဆိုတကယ်တမ်းလက်တွေ့အသုံးတဲ့ခါကျရင်တော့အကုန်လုံးပေါင်းတုံးတာများဒီသေးတဲ့တစ်ခုလည်းတုံးတာထပ်ဆိုင်ဟုတ်ပြီနော်โอเคအဲ့တော့ကျွန်တော်နောက်တစ်ခုထပ်သွားကြည့်ရအောင် โอเคကျွန်တော်နောက်ဆုံးကွက်ခဲ toss ကပါလဲဆိုတော့ကျွန်တော် in url ပေါ့เนาะကျွန်တော်တူကကျတော့ url မှာသွားမဲ့စကလုံးတွေကိုကျွန်တော်သတ်မှတ်ပေးလို့ရတယ်ဥပမာ in url ကျွန်တော် adm မှာ admin လို့ကျွန်တော်ရှာလိုက်မယ် in url admin လို့ရှာလိုက်တယ်ဆိုရင်ကျွန်တော် url မှာကျွန်တော် admin ပါတယ် site တွေအကုန်လုံးကျွန်တော်တွေ့ရမယ်เนาะဒီမှာဆိုရင်ကျွန်တော် adm မှာ admin adm မှာ admin ဝင်ကြည့်လို့ရတယ်လောက်ရ admin password admin နဲ့မအားလုံးမရအောင် โอเคအဲ့တော့လေလုံတန်းကကြာနေရယ်။နောက်တခြား site တွေကိုကိုယ့်ဘာသာကိုရှာပြီးတော့ဆန်းကြည့်လို့ရပါတယ်။ Okay ။ဒီမှာကျတော့ဒါကိုယ်ခဲဟာကြီးပြောပါမယ်။ Internet International level တွေ USA တဲ့။နောက်ဒီမှာဆိုတော့ကိုယ့်ဘာကိုကျွန်တော် view folder တွေလုတ်ပြီးတော့ဝင်လို့ရတယ်။ admin admin နဲ့ဝင်ကြည့်လိုက်မှရမလား။မရအောင်။ Sorry ပါ။ Okay ။အဲ့တော့ကျွန်တော် in your ကိုတည်ပြီးပြီးကျရင်ကျွန်တော်ဒီ in your ကအဲ့ PHP info တွေပါလဲရမယ် PHP info.php အဲဒါဆိုကျွန်တော် PHP info တွေကျွန်တော်ရနိုင်တယ် Okay အဲဒါမရ continue အဲ PHP 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 info တော့ဒီမှာနော် PHP info တွေကျွန်တော်တွေ့နိုင်တယ်ဟုတ်နော် ဒီလိုမျိုးတွေ့ရတဲ့ခါကျရင်ဒါ WhatsApp တခုအနေနဲ့ဆိုရင်ဒါကျွန်တော်တို့ risk များပါတယ်ဒီ PHP file တွေကဟုတ်ပြီနော်ဟဲ့ဒီမှာလည်းကျွန်တော်တို့ PHP file တွေတွေ့နိုင်တယ်โอเคကျွန်တော်ဒီမှာပြခဲ့တဲ့ Google Docs တွေကဒီကောင်တွေကကျွန်တော်တို့အခြေခံအနေနဲ့ပဲကျွန်တော်တို့ရှိသေးရပါတော့နောက်ပိုင်းမှာဒီတက်ပို့ပြီးတော့အဲကောင်းတဲ့ Google Docs တွေဒီလိုကောင်မျိုးတွေကျွန်တော်ဘယ်လိုမျိုးတွဲသုံးရမလဲဆိုတာကိုသိချင်တယ်ဆိုတော့ကျွန်တော်ကမအောင်ပါကျွန်တော်တို့အဲခခဲ့တော့ဆိုပြီးတော့ကျွန်တော်မှန်ငယ်ပေးပါကျွန်တော်နောက်တဲ့ဗီဒီယိုတွေမှာကျွန်တော်ဒီကောင်နဲ့ပတ်သက်တဲ့သင်ခန်းစာလေးကျွန်တော်ထပ်လာပေးပါမယ်